ကဲဒုတိယမေးခွန်းကိုကျွန်မပြောမယ်မေးခွန်းတိုင်းမေးခွန်းတိုင်းကိုကျွန်မဒီဖုန်းထဲမှာအားလုံးသိမ်းထားပေးပါတယ်အချိန်မတန်သေးလို့အလက်မကျသေးလို့ဒါမပြောတာအခုလို့စုပြီးပြောလိုက်တော့အားလုံးတည်းမကောင်းဘူးလားကျွန်မလည်းတက်တာတယ်နော်ဒီသမီးလေးကဘာပြောလဲဆိုတော့အင်ကြီးပေါင်းကြီးမချွတ်ပဲနဲ့သူ့ရဲ့ချစ်သူနဲ့ဆက်ဆံလိုက်တယ်တဲ့သူ့ရဲ့အတန်ကသူ့ရဲ့အဖုတ်ကိုထိတယ်သို့တော်လည်းအထဲကမဝင်သွားဘူးကိုဝင်ရှိတတ်သလားတဲ့ရာသီတော့မလာတော့ဘူးတဲ့ဖြစ်မယ်နော်ကိုဝင်မရှိတတ်ပါဘူး တုပ်ရည်ကအထဲကိုမဝင်ဘူးဆိုလို့ရှိရင်ဘလောက်ပဲထိထိအပြိုစစ်စစ်ဆိုလို့ရှိရင်ထိတိုင်းလည်းချက်ချင်းမဝင်သွားဘူးအထဲကိုမဝင်ဘူးတုပ်ရည်ကအပြင်ထွက်ပြီးတော့မှစီးပြီးနင့်အပေါက်ထဲကိုဝင်သွားမယ်ဆိုလို့ရှိရင် အခက်မသင့်ကိုဝင်ဆိုတာဖြစ်သွားတတ်တယ်တုပ်အားတအားကောင်းတဲ့အချိန်နဲ့နင်ကလည်းအရန်လိုချင်တဲ့အချိန်မျိုးနဲ့ကြုံရင်ဒီကိုဝင်ကရှိတတ်အဲ့တမီးကိုပြောချင်ပါတယ်ကေတီပန်ကိုတောက်လိုက်ပါဒါမှမဟုတ်ရင်ဝိုင်ကိုဝယ်ပြီးတောက်ပေးပါ အကောင်းဆုံးကတော့နောက်တစ်ခါဆက်ဆံဖြစ်မယ်ဆိုလို့ရှိရင်အစွတ်ကိုဆွတ်တာအကောင်းဆုံးပဲ။ကဲနောက်ထပ်တတရမေခွန်းကအရန်မိုက်ရိုင်းတဲ့စကားပေါ့နော်။အာစပတ်ကြည့်ချင်တယ်မမတဲ့။ကျွန်မစပတ်ကိုကြည့်ချင်တယ်ပေါ့နော်။ကျွန်မစပတ်ကိုကြည့်ပြီးမလုပ်ဘူးလေနော်။အဲ့လိုမိုက်ရိုင်းတဲ့လူရှိတယ်ဆိုတာကိုကျွန်မပြပြီးမယ်။အဲ့လိုလူမျိုးကတော့ပြောစရာမလိုတော့ဘူး။အောက်တန်းစားပေါ့။စိတ်မဆိုးဘူးကျွန်မ။သို့တော်လည်းကျွန်မဘာကြောင့်ပြောပြတယ်လဲဆိုလို့ရှိရင်ကျွန်မရဲ့မိတ်ဆွေများအားလုံးကိုသိစေချင်တာ။ကမ္ဘာလောကကြီးမှာ မြင်သားခေါင်းဆွတ်ထားတဲ့ဘလူးဆိုတာရှိတယ်ဆိုတာကိုပေးသေးတာအဲ့လိုမိုက်ရိုင်းတဲ့လူတွေကအများကြီးရှိတယ်အထူးသဖြင့်အတန်ပါတဲ့လူယောက်ျားတိုင်းကိုမဆိုလို့ဘူးဒါပေမဲ့ယောက်ျားကိုတတိထားပါမယ်လူရင်တစ်မျိုးမလူရင်တစ်မျိုးကျွန်တော်တို့မိမခံဘက်ကြီးမို့လို့တတိဝင်ထားတာမမဘူးနံပါတ်၄မိကုံကအရင်ရရတာပဲတမီးလေးတယောက်ကအဲ့လောက်ဘဟုတုတမရှိတာနော်အဲ့ဒါကြောင့်တော်တက်ထားတော့ ဒီလိုဘာမှနားမလဲတဲ့လူငယ်တွေအများကြီးရှိနေတယ်ဆိုတာသိလို့ကျမကပို့ပြီးစ조사ပြီးဂျမ်းမာရေးကရင်ဘွားကိစ္စနဲ့ပတ်သက်ပြီးပြောပြတာဖြစ်တယ်။ဒီသမီးလေးဆိုလို့ရှိရင်သူကအပြူစစ်စစ်အပြူစင်းတယ်မိမကိုရားတယ်အနံ့ထွက်တယ်ဆိုလို့ကျမတို့စိုင်ခွဲဘယ်စိုင်မှလည်းမသိဘူးမိမကိုဈေးတံကိုဝယ်လိုက်တာမိမကိုဈေးတံဆိုတာအိုနဲ့ဒါမှမဟုတ်ရင်အမိခံအပြူတွေတုံးရတဲ့ဟာမျိုးဖြစ်တယ်။ သူကအပြိုဆစ်ဆစ်ဖြစ်နေတာကိုဘယ်ဆိုင်ခွဲမှလည်းမသိဘူးဝယ်လိုက်ပြီးတော့မှနောက်ရင်လိုစိတ်ပြင်းထန်ပြီးတော့မှစအိုပေါက်ကိုထိုးထဲလိုက်ပါလို့ပြောတယ်ဒီတော့ဒီအပြိုဆစ်ဆစ်ကသူ့စအိုပေါက်ကိုဒီမိမကိုဆေးတာကိုထိုးထဲလိုက်တယ်တဲ့စဉ်းစားကြည့်ပါဦးနော်ဘ ഹു သူတဘလောက်ထိလိုအပ်တယ်လဲဆိုတာအဲ့တော့ तू ကစအိုပေါက်ကိုထိုးပြီးဆေးလိုက်တဲ့အခါမှာအယံနာတဲ့အန်ဒီဘယ်လိုလုပ်ရမလဲတဲ့ကဲဖင်ပေါက်ကအပြိုဖောက်ပြီးသားဖြစ်သွားပြီဘလောက်ထိ ဘလို့စကားနဲ့ဆက်ရမယ်မနောင်မသိဘူးဆိုင်ခွဲရလဲဆိုင်ခွဲအလိုက်ပဲအဲ့တော့ဆိုင်ခွဲတွေကိုအားလုံးပြောချင်ပါတယ်လူစိတ်ကလေးမွေးပေးပါကောင်းကောင်းမွန်မွန်လေး customer ကိုဆက်ဆံပေးပါဒီမိမကိုဈေးတန်ကိုရောင်းတဲ့အခါကျလို့ရှိရင်အပြိုလားအိုလားဆိုတာမေးပေးပါအမိခန့်အပြိုဖြစ်နေတဲ့လူမဒီမိမကိုဈေးတန်ကိုတုံးလို့ရတာတကယ်လို့အပြိုစစ်စစ်ဘယ်သူနဲ့မှလည်းဆက်ဆံထားခြင်းမရှိဘူးဆိုလို့ရှိရင်ဇလုံးထဲမှာရင်သွေးထဲမှာ ဗတ်တီးလေးထည့်ပါ9မိနစ်ထိုင်ပြီးဆေးပေးပါအဲ့အရေကကျမတို့ရဲ့အဖုတ်အတွင်းထဲကိုစိတ်ဝင်ပြီးတော့မှတန့်စင်ပေးထားပြီးသားဖြစ်တယ်ပြီးတော့အမွေးလေးတွေကိုတူတူလေးညက်ပေးပါရှားဆောင်ဆက်ပြာသုံးပေးပါရှာသောအဝဘူးသေးကိုစက်တိုက်၃ရက်၁ရက်တဘူး၁ရက်တဘူး၁ရက်တဘူးဆိုပြီးတောက်သွားပါငါးစီကိုမနဲ့ငါးလုံးညငါးလုံးတောက်ပါโอเคအဲ့ဒါဆိုရင်နန္ဒာတွေပျောက်သွားမယ်အဖြူစင်းတာရက်သွားမယ်အမွေးလေးတွေတော်တော်လေးညက်ပေးနော်โอเคနော် နံပါတ်5မေးခွန်းကဘာပြောလဲဆိုတော့နင့်လင်ကသေးတာကြာပြီဆိုတော့နင့်အပေါက်ကကျင်းနေလောက်ပြီပေါ့တဲ့ခင်မိုးကြီးခင်မိုးကြီးမဘေးမှာထိုင်နေတယ်နော်ကဲအဲ့လိုလူတွေရရှိတယ်နော်အရက်ကတော့ရင်ရင်လေးနဲ့ယူတယ်လို့လည်းပြောလို့ရတာပေါ့နော်လူတွေကလူတလိဆန်ပေါ့ကျမကလည်းဘလို့ဖြေလိုက်တယ်လေဒီလားအမလေးဟုတ်တာပေါ့ကြက်တာမှအောက်တောင်မှရှာမတွေ့တော့ဘူး ီလိုလူကိုဘာဖြစ်လို့တုံ့မိမဖြစ်ရမှာလဲသူ challenge ခေါ်ရင်ကျမဆင်ပေါ်တက်ပြီးသားပဲကျမတို့မိမတိုင်းမိမတိုင်းဒီလိုပဲရက်တည်ရမှာဘယ်တော့မှကိုကသူများကို challenge မခေါ်ဘူးသူများ challenge ခေါ်ပြီးဆိုကိုဆင်ပေါ်အရင်ရောက်စေရမယ်နံပါတ်6တမီးလေးတယောက်ကမေးတယ်တမီးယောက်ျားကသူ့ဟာကိုပါးစပ်နဲ့စုတ်ခိုင်းနေတယ်အိမ်ထောင်တက်ကတစ်နှစ်လောက်တော့ရှိနေပြီတမီးကမလုပ်ပေးခြင်းမူဖြစ်နေတယ်သူကလည်းအငြင်းတောင်းဆိုနေတယ်တမီးအဲ့ဒါဘာလို့ရမလဲတဲ့အိမ်ထောင်ရေးဆိုတာ ူသူ့ကိုဆုပ်ပေးတာပဲဖြစ်ဖြစ်သူ့ကိုရက်ပေးတာပဲဖြစ်ဖြစ်ပို့ပေးတာပေါ့နော်ဒါကတဘာဝအိမ်ထောင်ရဲ့အနစ်ကိုပျော်ရွှင်စေတဲ့တဘာဝဖြစ်တယ်ယွန်စရာလည်းမလို့တခုတော့ရှိတာပေါ့တန့်ရှင်းရမယ်အဲ့ဒါတွေလုပ်မယ်ဆိုလို့ရှိရင်တေးသေးချာချာရေချိုးတော်လကောင်အဲ့ဒီနေရာလေးတွေကိုတန့်ရှင်းအောင်လုပ်ပေးဖို့တော့လိုတယ်အနတ်အသက်ကြောင့်အိမ်ထောင်ရေး꿰သွားတာတို့အနတ်အသက်ကြောင့်နောက်မီလင်းတာတို့အနတ်အသက်ကြောင့်ကိုယ့်ကိုထားခံခဲလိုက်ရတာတို့အမျိုးမျိုးရှိတယ် ဲ့တော့ဒီအနက်အသက်ကိုအရင်တန့်ရှင်းအောင်လုပ်ပြီးတော့စုံမယ်မုံမယ်ဒါကတဘာဝနေ့ရဲ့အိမ်ထောင်ရေးကိုပို့ပြီးတက်ဝင်စေခြင်းနဲ့နေ့ယောက်ျားကခမိန်နာခိုစားတဲ့ယောက်ျားမဟုတ်ဘဲနဲ့အိမ်ဦးနဲ့ကဲ့သို့အားကိုးလောက်ရအောင်လို့ဆိုလို့ရှိရင်နင်းကရင်ပေါ်ကနင်ကအန်ဒီတင်ထားပေးတဲ့ကဲ့သို့ပဲတပင်တိုင်းနေ့ယောက်ျားရဲ့ကြက်ဖြစ်နေရတယ် နဘခွန်မေးခွန်းကသမီးရဲ့မိန်းမကိုရဲ့အတွဲအဖက်ကတဲ့နဖက်ကတဖက်ကရှည်ထွက်နေတယ်တဲ့သမီးအသက်18နှစ်လောက်မှာသမီးကရားလို့ကောင်းပြီးလိုက်လို့ရှည်ထွက်လာတာလားအန်တီသမီးဘယ်လိုလုပ်ရမလဲဒီကိစ္စနဲ့ပတ်သက်ပြီးအိမ်ထောင်ကြတဲ့ခါကျရင်သမီးဘယ်လိုလုပ်ပြီးပြောရမလဲတဖက်သားကိုတဖက်ရှည်နေတဲ့အတွဲတဲ့ဟုတ်ပြီအန်တီတထားကိုနိုင်ကမွေးရပါတဖက်ကရှည်နေတာပါတချို့ကတဖက်ရှည်တယ်တချို့ကတဖက်တူတယ်တချို့ကဘုဒ္ဓလေးဖြစ်တယ်တချို့ကညီတယ်တချို့ကလှတယ် တချို့ကအဖုတ်ကလေးအပေါ်မှာတင်နေတယ်တချို့ကလေးကအောက်ကျနေတယ်တဖုတ်တော့တဖုတ်ကလူချင်းတူပေမဲ့အဖုတ်ချင်းမတူကြဘူးနော်ဒီလိုကုတ်လိုက်တိုင်းတာအဖတ်ရှည်ထွက်ရိုးထုံးစံဆိုလို့ရှိရင်ကျမတို့ခန္ဓာကိုယ်မှာရှိတဲ့အစိတ်တောက်ကြောက်ရတတ်တယ်မိမတိုင်းအဖုတ်ရတဲ့ပြဿနာလူတိုင်းမှာရှိတယ်ရလို့ကုတ်လိုက်တိုင်းအဖတ်ရှည်ထွက်လာရမယ်ဆိုလို့ရှိရင်အန်ဒီတထားရဲ့အဖုတ်ကဟိုအင်္ဂလန်ထိရှည်ထွက်သွားပြီပေါ့သဘောတရားကိုပြပြဟုတ်ပြီနော်အဲ့တော့ဒီလိုရှည်ထွက်တာကတဘာဝပါ တစ်ဖက်တူတစ်ဖက်ရှည်ကိုအန်ဒီသက်ထားရဲ့အမျိုးသားကကြည့်ပြီးတော့ဟဲချစ်စရာလေးအရထူဆန်းတာပဲတဲ့။ဩချစ်တဲ့ရှူထောင်းနဲ့ကြည့်ရင်ဒီတစ်ဖက်ရှည်တစ်ဖက်တူကချစ်စရာလေး။သူများမရှိဘူးလေကို့မှာရှိနေတာလေ။โอเคနော်။တခါကဧည့်သည်တယောက်ရှိဘူးလေ မင်းမရနဲ့အောင်ရန်ဖြစ်တာတဲ့သူ့မျိုးသားကအဲ့လိုပဲသူ့ရဲ့မိန်းမကိုကိုတစိမ့်စိမ့်ကြည့်ရတဲ့အခါမှာတစ်ဖက်ကရှင်နေတဲ့အတွက်မင်းက အပြူပေါ်ကမှတုန်းကငါထက်အရင်ဘယ်ယောက်ျားနဲ့အိပ်ပြီးဘသူကစုပ်လိုက်လို့အဲ့ဒီဟာကြီးကအဲ့အဖက်ကြီးရှည်သွားတာလေတဲ့စဉ်းစားကြည့်စမ်းပါဦးကျမတို့ရဲ့မိန်းမကိုရဲ့အဖက်ကိုစုပ်လိုက်တိုင်းရှည်ရမယ်ဆိုလို့ရှိရင်ရှင်စုပ်လာတာဘယ်နှခါရှိလဲ ဆုတ်လိုက်တိုင်းရှည်ရမယ်ဆိုလို့ရှိရင်ရှင်စံကြစ်တောင်ပြန်ကြစ်ထားရမယ်ဆိုတာကိုမစင်စားမိဘူးလားနေရင်ထိုင်ရင်လောက်တာရိုးသွားတော့မှဟဲ့စောက်ပြစ်မရှာနဲ့ဒါအပြစ်ရှာတဲ့စင်ကျင်ဖြစ်တယ်ရလို့ကုတ်လိုက်တိုင်းအဖတ်မရှည်ဘူးဆုတ်လိုက်တိုင်းအဖတ်မရှည်ထွက်လာဘူး origin နဲ့အဖတ်ဖြစ်တဲ့အတွက်သူများနဲ့မတူတာကိုဂုံယူလိုက်စမ်းပါချမ်းသာတဲ့အဖုံမှတစ်ဖက်ရှည်တစ်ဖက်တူဖြစ်တာမရှိဘူးလေသူများအဲ ်ညီလူဆိုရင်ပုံမှန်ပဲတစ်ဖက်တို့တစ်ဖက်ရှိရင်ဟာတမှုထူချာသူများထက်ကိုချမ်းသာမယ်ကြည်လိုက်အန်ဒီသက်သာအမျိုးသားချစ်တလားမမင်းနဲ့အမြဲတမ်းဖက်ကန်တက်နေတဲ့ကိုယောက်ျားကိုနဲ့ဆက်ဆံပြီးလိုက်တာနဲ့သွားတော့ဘူးတဲ့တိလားတကယ်တော့ဒါတစ်ဖက်တို့တစ်ဖက်ရှိရယောက်ျားတွေအရန်ချစ်တာ